စစ်ကောင်စီတပ်ဟာအနီအောက်ရောင်ကြီးဒါမှမဟုတ်အပူလိုင်းရှေရခန့်ညကြီးစနစ်ပါဝင်တဲ့နည်းပညာမြင့် drone တွေကိုအသုံးပြုလာတယ်လို့တိုင်းသားလက်နက်ကိုင်အဖွဲ့တရှုံနဲ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါရယ်စစ်ကောင်စီတပ်ဟာအစစ်မြင့်နည်းပညာသုံး drone တွေကိုဗမော်မြို့တိုက်ပွဲမှာအသုံးပြုနေတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဖူက RF ကိုပြောပါရယ်ကောင်စီကတော့ drone တွေကတော့သူတို့ night version နဲ့သုံးတာတွေကတော့ရှိပါတယ်ဗမော်ဘက်မှာတွေ့ရတယ် အာတာဝန်ယူရဘုပ္ပဒီပြောတာလဲဒုံးတွေကသူတို့အစ်စ်မင်းအဒုံးတွေကိုတုံးတာလို့ပြောကြတယ်။နိုင်ဝါရှင်ပါတဲ့ဒုံးတွေကိုတုံးကြတယ်လို့ပြောတယ်။ညကြည့်ကင်မရာပါတဲ့ drone တွေနဲ့တိုက်ခိုက်လို့ထိခိုက်သေးဆုံးနေကြတဲ့မှတ်တမ်းဗီဒီယိုဖိုင်တွေကိုစစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့မီဒီယာတချို့မှာဖေဖော်ဝါရီလဆန်းပိုင်းကစပြီးတော့ဖော်ပြခဲ့ကြပါဗျ ဗမော်တိုက်ပွဲမှာပါဝင်တဲ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကလည်းစစ်ကောင်စီတပ်ဟာဗမော်တိုက်ပွဲအတွင်းနှိပညာမြင့် drone တွေအသုံးပြုနေတာကြောင့်ထိခိုက်သေဆုံးရတယ်လို့ RFA ကိုပြောပါရယ်။သူတို့နီကောက်ရောင်ချီစနစ်တောင်းတဲ့ drone တွေကတလောလောရှိပြီ။ထိခိုက်မှုတော့ထိခိုက်မှုတော့အနည်းငယ်အများတော့ရှိပါတယ်။ကျွန်တော်တို့မှလက်ချက်မှရှိတယ်လို့ drone ကလာရတဲ့အတန်ကြာနေခါကျတော့ဘယ်လိုပြင်ချင်ရှိပါလဲ။ခါကျတော့လည်းဘလောက်ပဲပြင်ဆင်ပြင်ဆင်တာကြာလာတဲ့လက်နက်က ရန်ပောက်ွယ်အဖြစ်နဲ့ခါချိုင်းခစားရရဘူးလို့ရှိပါတယ်ထိခိုက်တည်ဆုံးတဲ့အရေးအတွက်ကိုတော့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကထုတ်မပြောသလို RFA အနေနဲ့လည်းတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးစစ်ကောင်စီတပ်ဟာရုရှားနဲ့တရုတ်နိုင်ငံထုတ် drone တွေတုံးနေတာဖြစ်ပြီးတော့တရုတ်ထုတ် drone တွေပုံများတယ်လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ် စစ်ကောင်စီဟာ drone နည်းပညာမှာအဆင့်မြင့်လာနေပြီးတော့နည်းပညာပိုင်းမှာအသာစီးရသွားနိုင်တယ်လို့ CDM မှာပါဝင်သူဗိုလ်ကြီးစင်ရောက RFA ကိုပြောပါရတယ်။ drone တွေပေါ့နော် drone နည်းပညာကတော့သူတို့လုံးဝတဆင့်မြင့်ရသွားတဲ့အနေအထားမျိုးရှိတယ်။အဲသူတို့ခေတ်သစ်စစ်ပွဲပုံစံမျိုးကိုဆင်နွှဲနိုင်ဖို့အတွက်အဲနည်းပညာပေါ့နော်နည်းပညာပိုင်းတွေအဲသူတို့တွေရရှိဖို့ကြိုးစားတယ်။အခုဆိုရင်လည်းရုရှားကိုစစ်ကောင်းဆောင်ကိုယ်တိုင်သွားနေတာရှိတယ်။အဲ့တော့ နီးပညာပိုင်းဆိုင်ရာရတော့သူတို့တွေအသာစီးရလာနိုင်ွယ်ရှိတယ်အခုလိုနီးပညာတွေအသုံးပြုလာတဲ့အတွက်စစ်ကောင်စီတပ်အားသာချက်အများကြီးရှိလာနိုင်တယ်လို့တင်ကမဟာပြူဟာလေ့လာရေးအဖွဲ့ရဲ့မှုဆောင်ညွှန်ကြားမှုဦးသိန်းထွန်းဦးက RF ကိုပြောပါတယ်ဒါမျိုးနီးပညာတွေကိုလက်တွေ့စစ်မြေမှာတုံးလာတဲ့အခါကျရင်တော့အားသာချက်အများကြီးရှိလာမှာပေါ့အဲ့တော့တေးကြတာကနိုင်ငံတော် ခုနပြောလို့ပေါ့လေလက်နဲ့ဆွဲကြိုင်ပြီးတော့တိုက်ခိုက်ကြရတဲ့အဖွဲ့ကြီးကလည်းပြန်စင်းသားလို့ကောင်းပါလေသူတို့ရဲ့ရထားတဲ့အရင်မြင့်ဆိုတာနိုင်ငံတော်တစ်ခုလုံးရဲ့အရင်မြင့်နဲ့ဘယ်လိုမှနှိုင်းယှဉ်လို့မရဘူးလေဤပညာမြင့် drone တွေအသုံးပြုနေတဲ့အပေါ်တုံ့ပြန်မှုရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းဆက်ပိတ်ထားပါတယ် RFA ရဲ့စီရင်အရာ2024ခုနှစ်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင်းနိုင်ငံတော်ဝန်မှအရက်သား1900ကျော်တေဆုံးခဲ့ပြီးတော့3900ကျော်ဒဏ်ရာရခဲ့ပါတယ်ရှင်